မလေးရှားနိုင်ငံမှာကျင်းပမဲ့58ကြိမ်မြောက်အာဆီယံထိပ်သီးအစည်းအဝေးကိုယာယီသမရနိုင်ငံလုံးလုံခြုံရေးနှင့်အေဂျင့်တာရဲ့ကော်မရှင်ဥက္ကဋ္ဌတက်ရောက်မယ်လို့မလေးရှားသတင်းဌာန News Trade Times ရဲ့ဖော်ပြမှုအရသိရပါဗျ။ ပူပေါင်းပုံဝင်မှုနဲ့ရေရှည်တည်တဲ့ခိုင်မြဲရေးကောင်းစဉ်နဲ့အော်တိုဝါ26ရက်ကနေ29ရက်အထိကျင်းပမဲ့58ကြိမ်မြောက်အာဆီယံထိပ်သီးအစည်းအဝေးကိုအာဆီယံနိုင်ငံတွေကခေါင်းဆောင်တွေနဲ့အာဆီယံဆွေးနွေးပတ်နိုင်ငံတွေဖြစ်တဲ့အမေရိကန်သမ္မတဒေါ်နယ်ထရမ့်အပါအဝင်နိုင်ငံတကာကခေါင်းဆောင်တချို့တက်ရောက်မှာဖြစ်ပါတယ်။အာဆီယံထိပ်သီးအစည်းအဝေးဟာအာဆီယံအဖွဲ့ရဲ့တမိုင်းမှာအကြီးမားဆုံးဆွေးနွေးပွဲတစ်ခုဖြစ်လာမယ်လို့မျှော်လင့်ရကြောင်းဆိုပါတယ်။ဒါပြင်အာဆီယံထိပ်သီးအစည်းအဝေးကိုအာဆီယံဆွေးနွေးပတ်နိုင်ငံအသစ်တွေအဖြစ်ဘရာဇီးနဲ့ တောင်အာဖရိကနိုင်ငံသမ္မတတွေတက်ရောက်မှာဖြစ်ပြီးဆိုင်ပရက်စ်နဲ့ဖင်လန်နိုင်ငံတို့ဟာလည်းအာဆီယံရဲ့အပြည့်အဝတွဲဆောင်ဆွေးနွေးရေးမိဖက်တွေဖြစ်လာမှာဖြစ်ပါတယ်။ 48ချိန်မြောက်အာဆီယံထိပ်သီးအစည်းအဝေးကိုကနေဒါဝင်ကြီးချုပ်အိန္ဒိယဝင်ကြီးချုပ်စိုက်ပရက်စ်သမ္မတဖင်လန်ဝင်ကြီးချုပ်တို့တက်ရောက်မှာဖြစ်ပြီးတရုတ်သမ္မတရှီဂျင်ပင်တက်ရောက်မှုကိုအတိမပြုနိုင်သေးဘူးလို့ဆိုပါတယ်။အဲ့လိုပဲ48ချိန်မြောက်အာဆီယံထိပ်သီးအစည်းအဝေးမှာတင်မောလက်တီနိုင်ငံဟာအာဆီယံအဖွဲ့ဝင်အဖြစ်လက်မှတ်ရေးထိုးဝင်ရောက်မှာဖြစ်ပြီးဒါဟာအာဆီယံအစုအဖွဲ့ရဲ့တိုးချဲ့မှုကိုခိုင်မာစေမှာဖြစ်ပါတယ်။ 48တိမ်မြောက်အာဆီယံထိပ်သီးအစည်းအဝေးနဲ့ဆက်ဆက်ထိပ်သီးအစည်းအဝေးတွေအပြီးမှာအာဆီယံဥက္ကဋ္ဌတာဝန်ကိုဖိလစ်ပိုင်နိုင်ငံကိုလွှဲပြောင်းပေးရမှာဖြစ်ပါတယ်။မြန်မာတက်မတော်က2021ခုနှစ်ဖေဖော်ဝါရီမှာနိုင်ငံတော်အာဏာကိုလွှဲပြောင်းရယူခဲ့ပြီးတဲ့နောက်မြန်မာနိုင်ငံနဲ့ပတ်သက်ပြီးအင်ဒိုနီးရှားနိုင်ငံမြို့တော်ဂျာကာတာမှာရှိတဲ့အာဆီယံဌာနချုပ်မှာဧပြီ24ရက်မှာမြန်မာအရေးအာဆီယံခေါင်းဆောင်များအထူးအစည်းအဝေးကျင်းပခဲ့ပြီးအဲ့ဒီအစည်းအဝေးကိုအဲ့ဒီတော့ကနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌတာဝန်နဲ့ ဘိုဂျုံမူကြီးမင်းအောင်လှိုင်ကတကြိမ်တက်ရောက်ခဲ့ပြီးအဲ့ဒီအစည်းအဝေးမှာအာဆီယံကချမှတ်ခဲ့တဲ့ဘုံသဘောတူညီချက်၅ချက်ကိုချမှတ်ခဲ့ပါတယ်။အဲ့နောက်ဘုံသဘောတူညီချက်၅ချက်ကိုအကောင့်ထည့်ဖော်ဆောင်မှုအားနည်းတယ်လို့ဆိုပြီး၂၀၂၀ခုနှစ်အောက်တိုဘာလမှာအာဆီယံက မြန်မာခေါင်းဆောင်တွေကအာဆီယံထိပ်သီးညီလာခံတွေနဲ့အာဆီယံဝင်ကြီးအဆင့်အစည်းအဝေးပွဲတွေတက်ရောက်တာကိုပိတ်ပင်ခဲ့ပြီးအဲ့ဒီအစားနိုင်ငံရေးနဲ့မသက်ဆိုင်တဲ့ကိုယ်စားလှယ်တွေကိုဆင်းလွတ်ဖို့ဖိတ်ကြားခဲ့ပါတယ်ဒီကန့်သတ်မှုအပေါ်မြန်မာဘက်ကလည်းအာဆီယံထိပ်သီးအစည်းအဝေးတွေကိုကိုယ်စားလှယ်ဆင်းလွတ်ဖို့ညှင်းဆန်ခဲ့ပြီး2024ခုနှစ်ဇန်နဝါရီမှာလောင်နိုင်ငံကအလဲကျောက်ကထအဖြစ်အာဆီယံထိပ်သီးအစည်းအဝေးတွေတာဝန်ယူကျင်းပချိန်မှသာမြန်မာနိုင်ငံကြ ాయి ဝင်ကြီးဌာနအကြီးအကဲအရာရှိဒေါ်မာလာတန်းထိုက်ကိုဆင်းလွတ်ပြီးအာဆီယံထိပ်သီးအစည်းအဝေးတွေမှာပြန်လည်ပါဝင်တက်ရောက်ခဲ့ပါတယ် ယ်အဲ့နောက်2024ခုနှစ်အောက်တိုဘာမှာပြုလုပ်တဲ့အာဆီယံထိပ်သီးအစည်းအဝေးနဲ့ဆက်ဆက်အစည်းအဝေးတွေကိုနိုင်ငံချင်းဝင်ကြီးဌာနအမြဲတမ်းအတွင်းဝင်ဦးအောင်ကျော်မိုးဦးဆောင်နဲ့မြန်မာကိုယ်စားလှယ်အဖွဲ့ကတက်ရောက်ဆွေးနွေးခဲ့ပါတယ်။ဒါပေမဲ့မြန်မာနိုင်ငံနဲ့ထိုင်းနိုင်ငံတို့မှာပြင်းထန်တဲ့ငလျင်ဖြစ်ပွားပြီး ငလင်းဘေးတင်ရဒေတာတွေမှာလူသားချင်းစာနာမှုအကူအညီတွေပေးရရင်ကုညီကေစင်းနဲ့ပြည်လဲထူထောင်ရေးလုပ်ငန်းတွေဆောင်ရွက်ဖို့အတွက်လိုအပ်တဲ့ပေါင်းစပ်ညှိနှိုင်းမှုတွေပြုလုပ်ဖို့2025ခုနှစ်မလ30ရက်မှာဗီဒီယိုကွန်ဖရင့်အနေနဲ့ကျင်းပခဲ့တဲ့အာဆီယံနိုင်ငံချိုင်းဝင်ကြီးများအထူးအရေးပေါ်အစည်းအဝေးကိုမြန်မာနိုင်ငံကဒုတိယဝင်ကြီးချုပ်နဲ့နိုင်ငံချိုင်းဝင်ကြီးဌာနပြည်တော်စုဝင်ကြီးဦးတန်းစွေပါဝင်တက်ရောက်ခွင့်ပြုခဲ့ပါတယ်။ အဲ့နောက်မြန်မာနိုင်ငံကလေးပေးအကူအညီပေးရေးအပါအဝင်လူသားချင်းစာနာမှုအကူအညီပေးရေးကိစ္စရပ်များဆွေးနွေးဖို့ခေါင်းစဉ်နဲ့ပလီရှားနိုင်ငံနိုင်ငံသားရေးဝင်ကြီးနဲ့ထိုင်းနိုင်ငံနိုင်ငံသားရေးဝင်ကြီးတို့ဟာ2025ခုနှစ်ဧပြီလ5ရက်ကနေပြည်တော်ကိုလာရောက်ခဲ့ပြီးအဲ့ရောကနာဆာကဥက္ကဋ္ဌနဲ့တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ အလားတူတမတော်ကောက်ွယ်ဦးစည်းချုပ်ဟာနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်တာဝန်ရယူထားစဉ်2025ခုနှစ်ဧပြီ18ရက်မှာအာဆီယံအလဲကျဥက္ကဋ္ဌမလေးရှားဝန်ကြီးချုပ်အန်ဝါအီဘရာဟင်နဲ့ထိုင်းနိုင်ငံဘန်ကောက်မြို့မှာတွေ့ဆုံဆွေးနွေးခဲ့ပါတယ်။လက်ရှိမှာ2025ခုနှစ်အောက်တိုဘာ19ရက်မှာမလေးရှားနိုင်ငံဂျာယေးဝန်ကြီးမြန်မာနိုင်ငံကိုလာရောက်ပြီးယာယီသမရနဲ့နေပြည်တော်မှာရှိတဲ့တမတော်ဧကရာမှာတွေ့ဆုံခဲ့တယ်လို့သိရပါတယ်။